ဒီတစ်ခါဖိုရိုဂျိုစီစီ2022နဲ့ဆရာလုပ်ပြမှာဖြစ်ပါတယ်ဒီခေါင်းငွေအစားထိုးတဲ့ခါမှာတခြားသော version တွေကဆရာတို့တကူးတကောက် selection ပေးပြီးခေါင်းငွေအစားထိုးရတယ်ပေါ့နော်ဒီ2022မှာကျတော့အဲတွေ့တူ automatic ဒီခေါင်းငွေအစားထိုးပြီးတာပေါ့ဒါလေးကိုဆရာအဲအကြံကြီးလေးနဲ့ပြောပြပေးသွားမယ်ပထမဆုံးဖိုရိုဂျိုတဲ့ပုံလေးတစ်ပုံထည့်မယ်ထည့်ပြီးလို့ရှိရင်ကျတော့က edit ထဲမှာ sky replacement ဆိုတာပါတာပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပေးမယ်အဲ့တော့ဒီလိုမျိုးရောက်လာပြီဆိုခဏလေးစောင့်ပေးမယ် โอเคအဲ့တော့ဒီ down arrow လေးမှာပေါ့နော်ဒီ down arrow လေးမှာဆက်လို့ထည့်ခြင်းတဲ့ကောင်းကြီးလေးတွေကိုထည့်လို့ရတယ်เนาะတပုံဆရာရွေးကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီနောက်မှာ live ကြောင်းနေတာပေါ့နော်ဟုတ်ပြီအဲ့တော့ကိုကြိုက်တဲ့ကောင်းကြီးလေးကိုအစားထိုးလို့ရတယ်เนาะဒါကတော့ future series 2022နဲ့ဆရာလို့ပြတ်ထားခြင်းဖြစ်တယ်โอเคဒါဆိုလို့ရှိရင်အဆင်ပြေစေမယ်လို့ထင်တယ်ဟိုတချို့ကလည်းတက်ပြီးသားဖြစ်မယ်ထင်ပါတယ်